ညမရင်ကျေမှုကိုဟာသလုပ်ထားတဲ့ထိုင်းလာမေပြိုင်ပွဲရဲ့ဗီဒီယိုထွက်လာအိန္ဒိယနိုင်ငံတွေချင်းချင်းရင်ကျေမှုဖလှယ်တာ တနိုင်ငံရဲ့နုပညာကိုတနိုင်ငံကလေးစားတမိုးကြတာဟာကောင်းမွန်တဲ့လေးတာတကူပါဒါ့အပြင်လက်တလောက်ချက်ပေါ်လာတဲ့ထိုင်းနိုင်ငံကအလားမေပြိုင်ပွဲ BO5 ကတော့ဒီချင်းနဲ့လုံးဝဆန့်ကျင်ပဲဖြစ်နေပါရင်ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ Miss ACDC 2025ဆိုတဲ့ Trust Center လာမေပြိုင်ပွဲမှာ မြမလာမယ်ခေါင်းစဉ်နဲ့ဝင်ရောက်ရှင်ပြိုင်နဲ့ပြန်ပွဲဝင်တူရဲ့တင်ဆက်မှုဟာမြမရဲ့ချိန်မှုမွေးနေ့တွေကိုလောင်ပြောင်းတယောလိုက်သလိုဖြစ်နေလိုပါပဲပထမဆုံးသူဝိစင်ထားတဲ့ဝိစုံကိုကြည့်လိုက်ရင်ရှင်းမြမဘီရဲ့မိဖုရားရဲ့ဘိသိက်ခံတဲ့ခါမှသာဝိစင်ရတဲ့အမြင့်မြတ်ဆုံးမာလိကာတစားမဟာလတာဝိစုံပုံစံဖြစ်နေတာတွေ့ရပါတယ်ဒီဝိစုံဟာမြမသမိုင်းမှာဂုံရှိဆုံးတန်မိုးကြီးဆုံးနန်းစီဝိစုံတစ်ခုပါ ဒါဟိုဒီပြန်ဝင်ဝင်ကချိုးစားမကြရုပ်ပြည့်စင်ပြဝစ်စင်ပဲစင်ပေါ်မှာဟာသားလို့ကပြသွားတာဟာကျမတို့ရဲ့သမိုင်းမွေနေ့ကိုတံမိုးမထအားရှောင်နေပါရဲ့ဒီနေရာမှာတစ်ပြေဆွဲပြောချင်တာကတော့ရင်ကျေးမှုဆိုတာလူမျိုးတစ်မျိုးရဲ့ဝိညာဉ်ပါပဲအထူးသဖြင့်သာသနာပါဝင်သင်ငန်းသီလရှင်ဝတ်စုံဆိုတာရေးစရာပစ္စည်းမဟုတ်ပါဘူးမြန်မာနိုင်ငံမှာဆိုရင်သီလရှင်ဆရာလေးတွေကိုအမေလိုအမလိုယူသေးကြပါရဲ့ဒီလိုဝတ်စုံကိုဝတ်ပြီးတော့ကာမကောင်မှုယာရီနဲ့ကာခုံပြတာဟာဘာသာဝင်တွေရဲ့ယုံကြည်မှုကိုစော်ကားရရှောင်နေပါရဲ့ ထိုင်းနိုင်ငံဆိုတာလေဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံတနိုင်ငံဖြစ်တာမလို့ဒီလိုအကဲဆက်တဲ့ကိစ္စတွေကိုပို့ပြီးနားလေတင်ပါတယ်လွတ်လပ်ခွင့် freedom ဆိုတာတပါးသူရဲ့တံမိုးချမှု value ကိုမထိခိုက်မှသာစစ်မှန်တာပါဒါကြောင့်ဒီဖြစ်ရပ်ကိုသင်ငန်းစာယူပြီးနောက်နာကက်မှာအိန္ဒိယနိုင်ငံတွေကြားအပြန်အလှန်လေးစားမှုရှိတဲ့ယဉ်ကျေးမှုဖလှယ်ခြင်းမျိုးတွေသာရှိစေကြပါတယ်ဒါတွေမကသေးပါဘူးပြည်သက်တွေပို့ပြီးသိမှတ်ခံနိုင်တာကသာသနာရေးနဲ့ပတ်သက်တဲ့အပိုင်းမှာဒီပြိုင်ပွဲဟာနောက်ထပ်ပုံစံတစ်မျိုးအနေနဲ့မြမရိုးရာ မေတီလာရှင်ဝစ်စုံကိုဝစ်စင်ပြီးနောက်ခံမှာဖျားစာရုပ်ဖက်တဲ့နေဝင်ကကခုံတယောခဲ့တာဖြစ်ပါတယ်။တီလာရှင်ဝစ်စုံဆိုတာလော်ကီအာယုံကမကုံတွေကိုဆွန့်လွတ်ထားတဲ့သူတော်ကောင်းတွေရဲ့တင်ခဲ့တာပါ။ဖျားစာဆိုတာလည်းစိတ်နှလုံးအေးချမ်းဖို့ရုပ်ဖက်ရတဲ့အရာပါ။ဂျာရီကိုပွဲလေမှာလူရေးဆရာဖြစ်အောင်လုပ်တာကတော့တော်တော်လေးလုံလုံနဲ့လုပ်ရတဲ့ခုလို့ပြောရမှာပါ။ဒီဗီယိုဖိုင်ပြန့်နေသွားပြီးနောက်မှာမြန်မာပြည်သက်တရားအကြကအလားမယင်ကျိမှုဖလှယ်တာမဟုတ်ဘူးစော်ကားမှုသက်သက်ပဲဆိုပြီးပြင်းထန်ဝေဖန်တုတ်ပြန်ကြပါရီအသာလုပ်ခြင်းအခြားရာတွေများကြီးရှိပါရီ လူမျိုးတစ်မျိုးရဲ့အသင်းနှလုံးဖြစ်တဲ့ယဉ်ကျေးမှုနဲ့ကိုးကွယ်ရာဘာသာတရားကိုထိပါပြီးမှရှောင်းလာတဲ့ရှင်မောတန်တွေကပျော်ရွှင်မှုကိုမပေးဘဲအမုန်းတရားကိုသာဖြစ်စေပါရယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပွဲစီသေးသူတွေဘက်ကတာဝန်ယူမှုတာဝန်ခံမှုရှိဖို့လိုအပ်တယ်လို့အိန္ဒိယနိုင်ငံတွေကလေးစားမှုဆိုတာအပြန်အလှန်ရှိတဲ့နေဆိုတာကိုလည်းသတိပေးကြပါရစ်။မြန်မာရေးချေဖို့ကိုချစ်မြတ်နိုးတဲ့ပြည်သူတွေအနေနဲ့လည်းဒီလိုမလေးမစားလို့ရတဲ့တွေကိုလက်မခံနိုင်ကြအောင်ပြသနိုင်ကြပါရစ်။ကဲပရိသတ်ကြီး မြမနန်းတွင်ဝစ်စုံနဲ့တိလရှိဝစ်စုံကိုဟာသားလုပ်ပြီးတော့ဝစ်ပြသွားတဲ့ဒီလုံရဲ့အပေါ်မှာဘလို့သဘောထားရှိပါသလဲ။ဒါအလွတ်လက်စာတင်ပြခွင့်လားဒါမှမဟုတ်ရွေကျဲချစ်ရှိစော်ကားမို့လား။ပရိသတ်ကြီးရဲ့မြင်လေးကိုလည်းကွန်မန့်မှာပုတ်ပွင့်လင်းလင်းဆွေးနွေးသွားကြပါအောင်ရှင်။ယေရှုအားပေးခဲ့ကြတဲ့အတွက်ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်ရှင်။